ကော့ဘရာစစ်ကြောင်းမှအားထားရတဲ့ရဲဘော်လမ်းယုံဟာတိုက်ပွဲမှာပြင်းထန်တဲ့ဒဏ်ရာရခဲ့ပေမဲ့အခုခါမှာတော့ပုံမှန်အတိုင်းလမ်းလျှောက်နိုင်မှုစ조사နေပါတယ်။ရဲဘော်လမ်းယုံကြောင်းကိုစောမင်းသိန်းကပြောပြပေးပါပါခင်ဗျာ။ဘာသာရေးကိုခေါင်းဝင်ကြည့်နေတဲ့အချိန်မှာ ကျွန်တော်နဲ့ရန်သူရဲ့နိုင်ရန်လေးတစ်ချက်ပဲကြားတယ်။နောက်ပိုင်းမှာသူကျွန်တော်ကိုသေချာကြည့်ပြီးတော့တဲကုတ်တဲ့အချိန်မှာကျွန်တော်ကချော်လင်းနေချင်းချော်လင်းနေတဲ့အချိန်မှာကျွန်တော်ခွေရက်လဲနေတဲ့အချိန်မှာသူအောက်ပိုင်းကြီးတောက်လျှောက်ကုတ်လိုက်တာ။ကြည်မှန်လည်းမကျွန်တော်ရဲ့အောက်ပိုင်းဝင်သွားတာ။အဲ့အချိန်မှာကျွန်တော်ခြေထောက်တစ်ချောင်းကအယိုးကျပြီးမွတ်ထွက်သွားတာ။ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့်မြန်မာနိုင်ငံကလူငယ်အများပြားဟာစစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေမှာပါဝင်ခဲ့ကြပါတယ်။အဒီလူငယ်တွေကတချို့ကတော့စစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်ဖို့လက်နက်ကင် တိုက်ပွဲဝင်မှုအထိပါရွေးချယ်ခဲ့ကြပါတယ်။ဒီအထဲမှာလမ်းညွန့်တစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်။ ကြီးစစ်တင်နဲ့ပြစ်ပြီးသူတို့ဆန္ဒမပြရဲတော့ဘူးတချို့တွေဆိုရင်အလုပ်တွေပြန်ဝင်ကုန်ကြပြီဗိုက်ကြီးတဲ့ကိုဒီလေဘင်းကိုလက်နဲ့ထောက်ပြီးတော့တနက်နဲ့ချိန်ထားတဲ့ဟာကြီးကျွန်တော်တွေ့လဲရတယ်လိုင်းပေါ်မှာဆိုရှယ်မှာပြန်လာတဲ့တပုံတွေမြင်လိုက်ရတော့အော်ဒီအော်နီတော်တော်ကြီးကိုစိုးနေတာပါလားပေါ့အဒီအော်နီကပြန်ပြီးတော့တခုခုတော့လုံနိုင်ရမယ်ဆိုတဲ့အသိနဲ့ကျွန်တော်တော့ကိုကိုဆုံးဖြတ်လိုက်တယ် 2021ခုနှစ်ဆယ်လပိုင်းမှာလမ်းယွန်းတယောက်တော်လန်ဤနေမြေတဲ့စတင် ခြေချခဲ့ပြီးကရင်ပြည်နယ်ကိုရောက်ရှိလာခဲ့ပါတယ်။ကျွန်တော်ရဲ့အကောင်းဆုံးကျွန်တော်ကိုကျွန်တော်ပြောင်းလဲနေတာတော့ခန္ဓာကိုယ်ကြက်ခိုင်ဘူးပဲ။အဲပုံမှန်ပြီးတယ်။သူများတတ်မိုင်ပြီးနိုင်ကျွန်တော်တမိုင်ကြုံပြေးနိုင်ကျွန်တော်ကြိုးစားတယ်။သူများ၅မိုင်ပြေးနိုင်ကျွန်တော်၅မိုင်ကြုံပြေးနိုင်ကြိုးစားတယ်။ကျွန်တော်ရဲ့တက်လုံးကျွန်တော်အကြမ်းမခံ။ကင်းပြင်းတဲ့တက်မ၆နှစ်မြည် ကော့ဘရာကိုလန်စစ်ကြောင်းမှစစ်ပညာကိုတင်ကြားခဲ့ပါတယ်။2023ခုနှစ်ဇူလိုင်လကုန်ပိုင်းလောက်ကကော့ဘရာစစ်ကြောင်းနဲ့အတူပူးပေါင်းတပ်တွေတင်းယူခဲ့တဲ့လက်ခတ်တောင်တိုက်ပွဲမှာလမ်းရုံးတယောက်ပြင်းထန်တဲ့ဒဏ်ရာကိုရရှိခဲ့တာပါ။တိုးတက်မှုဆိုရင်ကျွန်တော်အခုအဲစတီကိုင်းဖြုတ်လိုက်ကြတယ်။လမ်းအခုစလျှောက်တာကျွန်တော်ဘယ်လိုပြောမလဲခြေပြားထောက်တယ်ကျွန်တော်စပြီးတော့ကျင့်နေရပြီပေါ့အယိုးကခိုင်တော့ခိုင်ပြီရမ်းမခိုင်သေးတဲ့အတွက်ရမ်းလမ်းလျှောက်တာစတော့ကျင့်နေရပြီ အရေးပြားပေါ်ကအမှုပညာကိုတံပိုးထားတဲ့ရဲဘော်လိုင်းယွန်းဟာအာနာမသိငင်ကတက်ထူးအမှုပညာရှင်တယောက်ဖြစ်ရည်တည်နိုင်မှုကြိုးစားနေသူပါ။ဒါပေမဲ့လည်းအာနာသိပြီးနောက်မှာတော့လက်နက်ကင်တိုက်ပွဲဝင်နေတဲ့ရဲဘော်တယောက်ဖြစ်နေခက်ခဲကြမ်းတမ်းမှုတွေကိုဖျက်ချော်ခဲ့ရပါတယ်။ဝေဖီကားကြီးကိုရောက်တော့ဘယ်ဝါမလဲဆိုတော့ကျွန်တော်ပထမတော့မှတော့တလန်ရောက်မယ်။ဒါပေမဲ့ကျွန်တော်တကယ်ရောက်ခဲ့ရမြောက်ရီရောက်သွား။မြောက်ရီရောက်သွားတော့အဲ့ရနေမြောက်ရီရောက်တော့မြောက်ရီကနေတစင်းချိတ်ချိတ်ပြီးတော့ကျွန်တော်တို့ အဲလေကေကောမြို့လေးကိုကျွန်တော်တို့ရောက်ခဲ့တယ်။ငါးလကျော်ကြာမြင့်တဲ့တိုက်ခိုက်ရေးတင်းနှံတွေကိုအစဉ်စဉ်တင်ယူပြီးချိန်မှာတော့ရဲဘော်လမ်းယွန်းတယောက်တကယ်စစ်မြေပြင်တွေ့ကြုံရယူဖို့စိတ်အားထက်သန်နေပါပြီ။2022ခုနှစ်၈လပိုင်းမှာဖြစ်ပွားခဲ့တဲ့မြရီဝေါ်လီကားလမ်းမပေါ်ကတုံးထက်ကွေတိုက်ပွဲဟာရဲဘော်လမ်းယွန်းအတွက်ပထမဆုံးတွေ့ကြုံယူတဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စပြီးတော့ first time ကြုံမှုရဆိုရင်ဒီတုံးတက်ကိုပေါ့တုံးတက်ကိုတိုက်ပွဲပဲအဲ့မှာပဲကျွန်တော် promotion ကြုံမှုလိုက်တာပေါ့အဲ့မှာကျွန်တော်တို့ထမင်းစားနေတန်လန်းနဲ့ဟိုကောင်းကြီးတိုးတက်လာတာပေါ့မြင်လိုက်ကမိုးတိတ်ခါစားတိုးတက်လာတော့အာတယောက်ကမြင်သွားပြီးတော့ကျွန်တော်တို့အဖွဲ့ရဲ့တယောက်ကမြင်သွားပြီးတော့ဟိုကောင်းကြီးတက်လာပြီတက်လာပြီဆိုပြီးအမှအမှစပြစ်တာအမှပြက်တော့ကျွန်တော်လူတော့မမြင်ဟဲ့ဒါပေမဲ့သူတို့တက်လာမဲ့လမ်းကြောင်းကျွန်တော်လိုက်ရှာပြီးတော့ပြစ်ကြရတယ် တစ်ချိန်တည်းမှာပဲမြောက်ရီကုံသွေးဤဆောင်တိုက်ပွဲမှာဝမ်းနေစရာဖြစ်ရက်တွေကိုလည်းကြုံတွေ့ခဲ့ရပါတယ်။ကျွန်တော်အဖွဲတည်းကအကိုတယောက်ကျွန်တော်လေးစားအကြရတဲ့အကိုတယောက်ပေါ့။အဲဒီအကိုတယောက်ကအဲပွဲထဲမှာပဲထိပြီးတော့ကြာဆုံးသွားတယ်။အဲဟာတော့ကျွန်တော်အခုချိန်ထိကျွန်တော်ပြန်တွေ့တိုင်းအမ်ကုံသွေးဆောင်ပွဲလို့ပြောလိုက်ရင်ကျွန်တော်ခေါင်းထဲမှာချက်ချင်းဖက်ကနေပေါ်လာတာ။အဲဒီကို ရဲဘော်လမ်းယွန်းအတွက်နောက်ဆုံးတိုက်ပွဲကတော့လက်ခတ်တောင်စခန်းကုန်းတိုက်ပွဲဖြစ်ပါတယ်။တိုက်ပွဲထဲမှာပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီးကိုကုတ်ကိုအဆုံးစီရင်ဖို့ထီထောင်ကြိုးစားခဲ့ပါတယ်။အဖျားကြီးတက်လာပြီ။မြင်ရတော့ကိုခန်းအိုင်တားနေလာပြီ။သွေးရစီလူအောင်ပေါ်အသက်ရှူရကြက်လာ။အဲအဲ့ဒဏ်နေခံလာတော့တွေးလိုက်တယ်။ကြားပါတယ်ဆိုပြီးတော့ပစ္စည်းတစ်ခုလိုက်ရှာ။ရှာတော့လက်ပြုံတွေ့တယ်ပေါ့။အဲကျွန်တော်စခန်းထဲဝင်တော့ထည့်ထားတယ်ကျွန်တော်အိတ်ကတ်ထည့်ရလက်ပြုံတွေ့တော့ ဆွဲထုတ်လိုက်ဆွဲထုတ်ပြီးဖြုတ်တော့ကျွန်တော်အားမရှိ အားမရှိတော့ခဲလုံးတိတိလေးရှာပြီးအဲ့စနက်တန်လေးကိုရိုက်ဖြုတ်ရိုက်ဖြုတ်တော့ပြုတ်သွားကလစ်ကိုလှုပ်ပြီးတော့ကျွန်တော်ပိုင်နေကတ်ထားတဲ့အချိန်မှာလက်ပြုံကွဲဖို့ကွဲမဲ့အချိန်ပေါ့5စက္ကန့်လောက်အရောက်မှကျွန်တော်ပြုံးတယ်ဒါမဲ့မကွဲဟာကွာဒေါသထွက်ပြီးကျွန်တော်လက်ပြုံလွန်ပလိုက်တယ်အဲစောင့်နေတဲ့အချိန်မှာနောက်တနာကြီးကြော်ကြော်လောက်ကျတော့ကျွန်တော်ကဲတဲ့လူတွေရောက်လာ ချင်းဝင်ရောက်တော့လေကျွန်တော်ခြောက်ကဖြတ်ကားမလို့မဖြတ်ကားမလို့အဲ့လိုပေါ့မတဲ့ကိုဖြတ်ကားဘောရခိုင်တော့တော်တော်များနှစ်ကြိမ်တိတိခွဲစိတ်ပြီးချိန်မှာတော့ရဲဘော်လမ်းယွန်ချီတော့ဟာဖြတ်ထုတ်เสียမလို့တော့ပါဘူးဒုတိယကြိမ်ခွဲစိတ်မှုလည်းအောင်မြင်ခဲ့ပါတယ်ဈေးရုံကနေဆင်းပြီးတဲ့နောက်ထိုင်းမြန်မာနယ်စပ်တနေရာကဒဏ်ရာရရဲဘော်တွေအတွက်ပြန်လည်ထူထောင်ရေးစင်တာဖြစ်တဲ့ Sunshine Care Center မှာစေကူတမှုခံယူနေပါတယ် their life it changed immediately သူတို့ရဲ့တာမန်လူငယ်ဘဝကရုတ်တရက်ကြီးပြောင်းလဲသွားတာပေါ့နော်သူတို့ရဲ့ခြေရီလက်တွေဒါမှမဟုတ်တခြားကိုယ်ခန္ဓာအစိတ်ပိုင်းတစ်ခုခုကိုဆုံးရှုံးလိုက်ရတာပေါ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေမကပဲစိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုပါခံစားရတာပေါ့နော်ဆိုတော့ဒီလိုမျိုးခြေနေတွေကိုဘယ်လိုကုစားမလဲပေါ့ကျမပြောနိုင်တာတစ်ခုကတော့ တို့နဲ့အတူတကွရှိနေပါတယ်။တို့နဲ့အတူတူမိသားစုတစ်ဖွဲ့ယက်တီပေးနေပါတယ်လို့ပြောချင်ပါတယ်။ Together with them, I stand with them, I feel with them like a family. စေယောအစင်တော့ကျွန်တော်ဒီ STC မှာလာပြီးတော့နေတယ်။အခုချိန်ကြီးပေါ့။နေရင်းနဲ့ကျွန်တော်တိုင်းရာကိုကူးတာအခုဆိုရင်တစ်နှစ်ခွဲကျော်လောက်ဖြစ်သွားတယ်။ လိုင်းရုံပါဝင် အာနာရှင်ကိုခုခံတွန်းလှန်ရင်တိုက်ပွဲအတွင်းဒဏ်ရာမျိုးစုံရခဲ့ကြတဲ့တော်လန်ရေးရဲဘော်အသီးသီးဟာတူညီတဲ့စကားတစ်ခုနဲ့ကိုသာပြောဆိုနေကြပါတယ်။အဲဒါကတော့ကျမ်းမာရေးကောင်းတာနဲ့တော်ရဲကိုပြန်သွားပြီးလက်နက်ကင်တိုက်ပွဲဝင်ကြမယ်လို့ဆိုတာပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ပြင်းထန်တဲ့ခြေောက်တံရကြောင့်လှုပ်ရှားမှုခက်ခဲနေချိန်မှာပကြီးပညာဟာရဲဘော်လိုင်းရုံတို့စိတ်ထွက်ပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်။ပကြီးဆွဲတယ်ပကြီးဆွဲပြီးသွားရင်အဲ ် FPG ကရောင်းလို့ရလာမဲ့ငွေကြေးပေါ့ငွေကြေးကိုကျွန်တော်ဒေါ်လာရေးသွားခိုင်းမှာပြီးရင်ကျွန်တော်ပကြီးပစ္စည်းပြောင်းလဲဖို့ပတ်စံထားရမယ်ပြီးရင်ပြောင်းလဲမယ်ဆွဲမယ်ကျွန်တော်လက်ရှိလုပ်နိုင်တဲ့အရာပေါ့အဲ့ဒါပေါ့